2025ခုနှစ်အောက်တိုဘာလ30ရက်နေ့မှာထရမ့်ရဲ့ရှီကျင်းပြင်တို့က6နှစ်ကြာပြီးမှမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြပါတယ်။ဒါကခေါင်းဆောင်တစ်ယောက်ကနောက်ထပ်ခေါင်းဆောင်တစ်ယောက်ဘုရင်တစ်ပါးကနောက်ထပ်ဘုရင်တစ်ပါးကိုတွေ့ဆုံခဲ့တာပါ။သူတို့ရဲ့တွေ့ဆုံမှုကိုကဘာကြီးကစိတ်လူရှားစွာနဲ့ကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတွေ့ဆုံမှုကဂုံသေးစစ်ပွဲအတွက်ပဲမဟုတ်ဘဲနဲ့21ရာစုရဲ့စီးရီးတပ်ပွဲဆောင်လည်းပါပါတယ်။တကယ်လို့တစုံတရာသားလွဲချော်သွားခဲ့မယ်ဆိုရင်အမေရိကန်ဘက်နဲ့တရုတ်အဖွဲ့ဆိုပြီးတော့ကဘာကြီးကနှစ်ပိုင်းကွဲသွားနိုင်ပါတယ်။ ဒီနေ့ဗီဒီယိုမှာဘာကြောင့်မို့လို့ရှေ့ချင်းပြည်နယ်ထရမ့်ရဲ့ကြားတွေကတွေ့ဆုံမှုဟာအရေးကြီးရတယ်ဆိုတာကိုပြပြပြီးတော့မှာမိတ်ဆွေတို့အတွေ့အခေါ်နဲ့အမြင်သစ်တွေရရှိဖို့စောင့်မြတ်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Weibo Audio Book Application မှာနားထောင်ပါ Application ကိုအခုပဲ download ချလိုက်ပါ link ကို comment မှာချပေးထားပါတယ်ခင်ဗျာအခန်းတစ်စေးတပွဲရဲ့အစ2025ခုနှစ်အောက်တိုဘာလ30ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံပူဆန်မြို့က ကမ္ဘာမှာအရေးကြီးဆုံးသောတွေးဆမှုတစ်ခုကိုအခံပေးဖို့အတွက်အစဉ်သင့်ဖြစ်နေပါတယ်။အစဉ်စဉ်တားဆီးထားတဲ့တကယ်ချက်တွေရဲ့နောက်မှာခေါင်းဆောင်နှစ်ယောက်ရဲ့အသေးစိတ်အစည်းအဝေးတစ်ခုကိုအချိန်တနည်းကြာကျင်းပနေပါတယ်။ဒီအစည်းအဝေးမှာအချိန်တနည်းကြာရည်တန်းထားခဲ့တဲ့ကိစ္စတစ်ခုကိုဆွေးနွေးနေခဲ့တာပါ။အမေရိကန်နိုင်ငံကတရုတ်နိုင်ငံရဲ့သင်းကိုပစ္စည်းတွေအပေါ်ကောက်ခံတဲ့အခွင့်အရေးကို59ရာခိုင်နှုန်းထိရှော့ချပေးခဲ့ပါတယ်။ဒါကတော်တော်လေးကိုမှအခွန်ကောက်နှုန်းမြင့်သေးတယ်ဆိုပေမဲ့ 140ရာခိုင်နှုန်းဆိုတာထက်ဆိုင်တော့အများကြီးလျော့နေသွားပါတယ်။ဒီဥနိုင်ငံဘက်ကလည်းအမေရိကန်နိုင်ငံကိုညှိရှာသလိုရောင်းချဖို့အတွက်သဘောတူညီခဲ့ပြီးအမေရိကန်နိုင်ငံစီကနေပြီးတော့ baby set တွေကိုဝယ်ယူဖို့သဘောတူခဲ့ကြပါတယ်။ဒီနေရာမှာညှိရှာသလိုနဲ့ baby set တွေကိုဒီလိုမျိုးတတ်မှတ်လိုက်တာကအတော်လေးကိုထူးဆန်းနေပါတယ်။ဒါပေမဲ့ဒီအကြောင်းကိုအခန်းနှစ်ချက်မှာထပ်ပြီးတော့ပြောပြပေးတော့ပါမယ်။အခု2026ခုနှစ် AB လမှာ Trump ကတရုတ်နိုင်ငံကိုအလဲပတ်သွားရောက်မှာဖြစ်ပြီးတော့ နောက်ထပ်ဆွေးနွေးမှုတွေကိုထပ်မံပြုလုပ်ပေါ်မှာပါ။သတင်းမီဒီယာတွေကို Trump ကဒီတွေ့ဆုံမှုကအတော်လေးကိုအောင်မြင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒီတစ်ခါတွေ့ဆုံမှုကိုအစက်တက်ကနေ30အတွင်းသတ်မှတ်ပြီးပါလို့သတင်းတောက်တွေကပြောတယ်က Trump ကစနစ်လောက်တောင်ရှိပါတယ်လို့ပြောထားပါတယ်။ဒါကြောင့်မို့လို့ထင်ထားတာတပူပြီးမှအဆင်ပြေခဲ့တယ်လို့ယူဆလို့ရပါတယ်။ဒါပေမဲ့ New York Times သတင်းစာကတော့တွေ့ဆုံမှုမှာတရုတ်ဘက်ကအနိုင်ရရှိသွားခဲ့တယ်လို့ယုံကြည်နေပါတယ်။ဘာကြောင့်လဲဆိုတော့ Trump ကတခြားနိုင်ငံတွေနဲ့ကွန်တိုရီအကြောင်းဆွေးနွေးဖို့သွားလိုက်မှာ။ သူပြန်ရခဲ့တာထက်သူကပေးလိုက်ရတာကပိုများပါတယ်။ဒါကိုကြည့်ပြီးတော့တရုတ်နိုင်ငံကအလေးသာသွားခဲ့တယ်လို့ထင်ရတာပါ။နောက်ပြီးတော့ဘာကြောင့်မို့လို့ထရမ့်ကသတင်းမီဒီယာတွေကိုအမှန်တိုင်းမပြောရတာလဲ။ဒါကိုပြောရတော့သူကလည်းဒါကိုသဘောပေါက်ထားပါတယ်။ဒါကြောင့်မို့လို့လည်းစီးရီးတပ်ဖွဲ့အသစ်တစ်ခုကထပ်ပြီးတော့ပေါ်လာတော့မှာပါ။ပြောချင်တာကတော့နောက်လာမယ့်ကာလတွေမှာတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ကဘယ်လိုကိစ္စမျိုးမှမဆိုအကြီးအကျယ်ရှင်းပြရတော့မှာဖြစ်ပါတယ်။အာဂါသာကိစ္စတွေကနေစပြီးတော့ AI အထိ ကျမ်းမာရေးကိစ္စတွေကနေပြီးတော့မှကုံသွေးကြီးအထိဘလို့ကိစ္စမျိုးမှမဆိုအမေရိကန်တရုတ်ဆိုတာကဖြစ်လာတော့မှာပါအခုတွေ့ဆုံမှုကလည်းတကယ်ပါလုံးကိုအတိပေးလိုက်တာပဲဖြစ်ပါတယ်အခန်းနှစ်ထရမ့်ကတရုတ်ကိုကြောင်းနေရခြင်းဒီနေ့အီဗီလာမှာထရမ့်ကတရုတ်နိုင်ငံပေါ်အမြင့်ဆုံးအခွန်နှုန်းကိုချမှတ်ခဲ့ပါတယ်အီဗီလာမှာထရမ့်ကတရုတ်နိုင်ငံပေါ်အခွန်54ရာခိုင်နှုန်းကောက်ခံပြီလို့ကြေညာခဲ့ပါတယ်သူရဲ့စိတ်ထဲမှာဒီလိုမျိုးကြေညာလိုက်မယ်ဆိုရင်တရုတ်နိုင်ငံကကြောက်လန့်ပြီးတော့အမေရိကန်နိုင်ငံကိုညှိနှိုင်းဖို့ရောက်လာလိမ့်မယ်လို့တွေးနေခဲ့ပါတယ် ဒါပေမဲ့တရုတ်နိုင်ငံကလုံးဝထိမှန်မထားတဲ့စန့်ချင်ပဲအရာကိုလုပ်ခဲ့ပါတယ်။ဒါကတရုတ်ကလည်းအမေရိကန်နိုင်ငံရဲ့ပို့ကုန်တွေကိုတူညီတဲ့နှုန်းထားတိုင်းပြန်လည်သတ်မှတ်ခဲ့ပါတယ်။ဒီနေ့ကိုအမေရိကန်နိုင်ငံကအခွန်ငွေတွေကိုတိုးမြှင့်ခဲ့တယ်ဆိုရင်နောက်နေ့မှလည်းတရုတ်ကလည်းအလားတူလုံဆောင်ခဲ့ပါတယ်။ဒီလိုမျိုးနဲ့အပြိုင်ဆိုင်မြင့်တင်လာလိုက်တာနှစ်နိုင်ငံစလုံးရဲ့အခွန်နှုန်းက134ရာခိုင်နှုန်းတိကိုရောက်ရှိလာပါတယ်။ဒါကမပြတ်နိုင်တဲ့အနေအထားပါ။နှစ်နိုင်ငံစလုံးကထိန်းချုပ်နေုံပဲဖြစ်ပြီးတော့နောက်ဆုံးမေလ12ရက်နေ့မှာအခွန်ကောက်ခံမှုတွေကိုရက်90ခေတ္တရပ်တန့်ထားမယ်လို့ကြေညာခဲ့ပါတယ်။ ါပေမဲ့အမေရိကန်နိုင်ငံဘက်ကနေအခွန်ကောက်ခံမှုနှုန်းကို30ရာခိုင်နှုန်းထိအရင်ဆုံးလျှော့ချပေးတာကြောင့် Trump ကိုလွန်ပြောင်းတဲ့အနေနဲ့ internet ပေါ်မှာ meme တွေထွက်ပေါ်လာခဲ့ပါတယ်။ဒါလောက်ကိုတော့လူတိုင်းကသိကြပါတယ်ဆိုပေမဲ့ကျွန်တော်မေးချင်တာကဘာကြောင့်ပါလဲ။ဘာကြောင့် Trump ကဒီကိုကြောက်နေရသလဲ။ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက်ဒီနိုင်ငံကဘလို့ဝက်ဖဲတွေကိုကန်ဆောင်ထားပါတယ်။ဒီမေးခွန်းတွေအတွက်အဖြေကတော့နေရှာတဲ့လူပဲဖြစ်ပါတယ်။ Rare Earth Element တို့မဟုတ် RE ဆိုတာက သတ္တုတွက်စဉ်19မျိုးကိုပြောတာဖြစ်ပြီးတော့လက်ရှိခေတ်အစင်းမြေနီးပညာသုံးပစ္စည်းတွေအားလုံးမှာအသုံးပြုရပါတယ်။မိုဘိုင်းဖုန်းတွေကွန်ပျူတာပစ္စည်းတွေ TV တွေမေဇူလိုစိတ်တွေမှာပေါ်လာသမျှခင်မီပစ္စည်းတွေအားလုံးကိုဒီသတ္တုတွေကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။လျှက်စစ်ဆိုရင်တော့မော်တော်ယာဉ်တိုင်းမှာ RE ကိုအခြေခံထားတဲ့တန်လိုက်တွေကိုအသုံးပြုရပါတယ်။ဒီတော့ထရမ့်ရဲ့ဘက်တော်သားဖြစ်တဲ့အီလွန်ရဲ့တက်စလာကဆိုရင်ဒီသတ္တုတွေကိုအားကိုးနေရတာဖြစ်ပါတယ်။ဒီပြင်ကမှလူသုံးကပစ္စည်းတွေကိုထား ကာကွယ်ရေးအပိုင်းနဲ့အာဂါသာစူဇန်လီလာရေးဒီမှာဒီမီရှားသရုဆိုတာမရှိမဖြစ်ပဲဖြစ်ပါတယ်။အရှင်းဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့လက်ရှိခေတ်မှာသုံးနေတဲ့ခင်မီလျက်စစ်ပစ္စည်းတွေအားလုံးကဒီမီရှားသရုမရှိရင်ဖြစ်မလာနိုင်ဘူး။ဒါကိုတရုတ်နိုင်ငံကကမ္ဘာပေါ်ကမီရှားသရုဒူးဖော်ခြင်းရဲ့69ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်။ဒီပြည်ကမှဒူးဖော်ထားတဲ့သရုတွေရဲ့90ရာခိုင်နှုန်းသောတန်ဆင်ခြင်းလုပ်ငန်းကိုလည်းတရုတ်ကထိန်းချုပ်ထားပါတယ်။ပြီးတော့လည်းကမ္ဘာပေါ်မှာအသုံးပြုနေတဲ့မီရှားသရုတန်လိုက်10ယုံမှာ9ယုံကတော့တရုတ်နိုင်ငံအပိုင်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့နောက်ကမှဒီကစိတ်တိုင်းကြကျိုးကင်လာတာဖြစ်ပါတယ်။ဒီမြေချသားတို့ကိုတန့်စင်ခြင်းလုပ်ငန်းစဉ်ကကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုအပြင်းထန်ထိခိုက်စေပါတယ်။ဒါကြောင့်မလို့နိုင်ငံတော်တော်များများကဒီအလုပ်ကိုသူတို့ဘာသာမလုပ်ချင်ကြပါဘူး။ဒါပေမဲ့တရုတ်နိုင်ငံကတော့တဘာဝပတ်ဝန်းကျင်ကိုဒီလောက်အထိဂရုစိုက်တဲ့နိုင်ငံမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဇလန်စကီနဲ့ထရမ့်ရဲ့တွေ့ဆုံပွဲမှာအမေရိကန်ကယူကရိန်းကိုထောက်ပံ့ပေးမယ်။ဒါပေမဲ့ယူကရိန်းမှာမြေချသားတို့ဒုဗတ်ဝင်ပေးရမယ်ဆိုပြီးတော့ညှိနှိုင်းခဲ့တာ။ အားလုံးအတိပါပဲဒါကိုကြည်ကျင်းအပြင်ထရမ့်ကလည်းတရုတ်ရဲ့ဝက်ဖဲကိုချိုးပြီးတည်နေပုံရပါတယ်ဒါပေမဲ့တရုတ်နိုင်ငံရဲ့ပြဿနာကအမေရိကန်နိုင်ငံအတွက်ဒီမှာတယ်မပြီးသေးပါဘူးဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံကမြေရှားသတ္တုကိုတူးဖော်နိုင်ပြီဆိုရင်တော့သူရတန်းစင်ဘူးကမဖြစ်မနေတရုတ်ကိုပဲပြန်ပြီးတော့ဆက်သွယ်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုအခြေအနေတွေမှာထရမ့်ကဖိကျက်နှံချက်ဖြစ်နေတာပါအဲဒါကြောင့်လဲဒီလိုအခြေအနေမှာသူလုံနိုင်တဲ့တခုတည်းသောအရာကတော့ချင်းချောက်ကိုပဲဖြစ်ပါတယ်အဂူလာမာသူပြောခဲ့တာက တကယ်လို့တရုတ်နိုင်ငံကဒါအမေရိကန်တို့လိုချင်တာကိုမပေးဘူးဆိုရင်အကုန်လုံးနေရာရာခိုင်နှုန်းအထိကောက်ခံမယ်လို့ပြောခဲ့ပါတယ်။ထရန့်ပြောနေတာဒီမီရှာသရုပ်တန်လိုက်တူကိုပြောနေတာဖြစ်ပါတယ်။ဒါကိုတရုတ်ဘက်ကလည်းကြိုက်တယ်လို့သာလို့ဆိုပြီးတော့မှပြန်ပြောခဲ့ပါတယ်။လက်ရှိကမ္ဘာပေါ်မှာတရုတ်နိုင်ငံကဒုတိယအကြီးဆုံးသောစီးပွားရေးနိုင်ငံဖြစ်ပြီးလေယာထွက်ကုန်ပစ္စည်းတင်ပို့တဲ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။အမေရိကန်လက်သမားတွေကတရုတ်နိုင်ငံအပေါ်အများကြီးမိခွန်နေရပါတယ်။ပြီးတော့စိတ်ဝင်စားဖို့အကောင်းဆုံးကဒီလက်သမားတွေအများစုကအနီးအောင်ပြည်နယ်တွေမှာနေထိုင်ကြပါတယ်။ ဆလိုတာကအနီယံပြည်နယ်တွေဆိုတာထရမ့်ရဲ့အမာခံနေမြေတွေ Republican တွေရဲ့နေမြေဖြစ်ပါတယ်။ဒါကြောင့်မလို့တရုတ်နိုင်ငံကဒီပြည်နယ်တွေကိုဖျက်ပြစ်မဲ့ထားတာဖြစ်ပြီးတော့ Trump ကိုသူ့ရဲ့ထောက်ခံသူတွေနဲ့စိတ်ဝမ်းကွဲအောင်ဆောင်ရွက်တာပါ။ Baby Z ကိစ္စကိုပဲဥပမာကြည့်အောင်။ Trump ကတရုတ်နိုင်ငံပေါ်အခွန်ကိစ္စနဲ့ပတ်သက်ပြီးတော့အစတင်ပြောကြတာနဲ့တရုတ်နိုင်ငံက American စီကနေပြီးတော့ဒီ Baby Z တွေကိုမဝယ်တော့ပါဘူး။မင်းတို့ဒီကိစ္စကိုကြားလိုက်ရတာသေးသေးလေးလို့ထင်ရလောက်ပါတယ်။ဒါပေမဲ့ဆက်ကြည့်လိုက်ပါ။ အမေရိကန်နိုင်ငံရဲ့လေယာဉ်စိုက်ပျိုးရေးဌာနကအချက်အလက်တွေအရ2025ခုနှစ်မေလနောက်ပိုင်းမှာဒီနိုင်ငံကအမေရိကန်တို့စီကနေပြီးတော့ဘက်ဘီဆက်တူကိုနည်းနည်းလေးထားမှမဝယ်တော့ပါဘူး။ညာရင်းချင်းမှာဘက်တူတို့ကဘရာဇီးအာဂျင်တီးနားစတဲ့တောင်အမေရိကန်နိုင်ငံတွေစီကနေပြီးဘက်ဘီဆက်တူကိုဝယ်ယူလိုက်ပါတယ်။ဒီဇေယျကိုပဲကြည့်လိုက်ပါ။ကျွန်တော်ပြောခဲ့တဲ့နည်းနည်းလေးထားမှဝယ်ဘူးဆိုတာကတစ်စည်းလောက်ထားမှမဝယ်တော့တာပါ။ဒီနိုင်ငံရဲ့နောက်တစ်ချက်အားသာချက်ကတော့တို့ကစီးလုံးမှုရှိပါတယ်။ဒီစီးလုံးမှုကိုပဲထရမ့်လည်းကြောက်တာပါ။ နောက်ထပ်ဇာတ်ကုတ်ကိုထပ်ကြည့်ပါမနေ့ကဆိုအမေရိကန်နိုင်ငံကဒေါ်လာ24ဘီလီယံတန်ဖိုးရှိတဲ့ဘက်ပြီးဆက်တွေကိုရောင်းခဲ့ရပါတယ်ဒီတကမှတရုတ်နိုင်ငံက7ဘီလီယံဘူးဝယ်ယူခဲ့တာဖြစ်ပြီးတော့ဒီနေ့မှတော့တပြားမကိုမရတော့တာပါဒါကြောင့်မို့လို့အမေရိကန်လယ်သမားတွေကဒုက္ခအထိရောက်ကြတယ်ထရမ့်ဟာသမ္မတဖြစ်လာကလေးကတရုတ်နိုင်ငံကသူ့ရဲ့လယ်သမားတွေကိုဖိပိစက်တွေကိုဂျိုတင်တုံလောင်ထားဖို့အတွက်ညွန်ကြားခဲ့ပါတယ်ဒါကြောင့်မို့လို့တရုတ်နိုင်ငံတဲမှာကဖိပိစက်ကုန်ချင်းအပူကရှိနေပါတယ် အဲ့ဒါကြောင့်အမေရိကန်နိုင်ငံရဲ့ supplier တွေကပြဿနာတွေနဲ့ရင်ဆိုင်နေရရင်တော့မှဒီနိုင်ငံကလေသမားတွေမှာပြဿနာမရှိပါဘူးဒီနိုင်ငံကဒီတကွာထင်းနေတယ်အမေရိကန်နိုင်ငံကိုအမောက်ရဲချလိုက်နေပါတယ်ဒါကြောင့်မို့လို့လေထရမ့်ကနိုင်ငံတော်ဘန်နာထဲမှာတင်ဆဲထားသမျှအပူငွေတွေအားလုံးကိုအသုံးပြုပြီးတော့ဘဲပီဇက်လေသမားတွေအဆင်ပြေဖို့အတွက်ဆောင်ရွက်ပေးခဲ့ရပါတယ်လက်ရှိမှာထရမ့်ကကိုရှုကိုပတ်မိထားတဲ့အခြေအနေပါထရမ့်နဲ့တရုတ်နိုင်ငံဆိုတာကကြက်ကစားတွေအများကြီးဖြစ်ခဲ့ပူပါတယ် ီအကြောင်းကိုနောက်အခန်းမှာဆက်ပြီးတော့ပြောပြပေးတော့ပါမယ်။အခန်း၃ထရမ့်နဲ့တရုတ်နိုင်ငံရဲ့တမိုင်းထရမ့်နဲ့ရှီကျင်းပြည်ရဲ့တမိုင်းကြောင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်သူတို့ရဲ့ဆက်ဆံရေးမှာကအဆင့်၄ဆင့်ရှိပါတယ်။အဆင့်၁ကတော့2016ခုနှစ်ကပါ။ထရမ့်သမ္မတဖြစ်လာခဲ့တဲ့2016ခုနှစ်ကလေးကသူကတရုတ်နိုင်ငံကိုရန်ဆားခဲ့ပါတယ်။ဘလို့လဲဆိုရင်ထိုင်ဝမ်ကခေါ်ဆိုခဲ့တဲ့ဖုန်းကိုထရမ့်ကလက်ခံဖြေချခဲ့တာပါ။ထိုင်ဝမ်ဆိုတာကတရုတ်နိုင်ငံရဲ့ဆူးညောင်းတစ်ခုပါ။ တရုတ်နိုင်ငံကထိုင်ဝမ်ဆိုတာသူ့ရဲ့ပိုင်နယ်ထဲကပြည်နယ်တစ်ပိုင်းဖြစ်တယ်လို့ပြောနေတဲ့အချိန်မှာထိုင်ဝမ်ကသူတို့ကလွတ်လပ်သောနိုင်ငံဖြစ်တယ်လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။များသောအားဖြင့်တော့အမေရိကန်သမ္မတတွေကဒီကိစ္စမှာဝင်ရောက်ပတ်သက်ခြင်းမရှိဘဲနဲ့ထိုင်ဝမ်ကိုလက်လျူရှုထားကြပါတယ်။ဒါပေမဲ့ထရမ့်ကထိုင်ဝမ်သမ္မတစီကဆက်သွယ်မှုကိုလက်ခံပြေးကြားခဲ့တာကြောင့်ရှီကျင်းပင်ကအားအသင့်ခဲ့ရပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံဘက်ကတုံ့ပြန်မှုအတွက်နားမချခဲ့ပါဘူး။တရုတ်နိုင်ငံကအမေရိကန်ကုမ္ပဏီဖြစ်တဲ့ Boring ကနေပြီးတော့လေယာဉ်တွေမှာယူထားတာအားလုံးကိုပြသိမ်းလိုက်ပြီး သူ့ရဲ့ပြန်ဖက်ကုမ္ပဏီဖြစ်တဲ့ Airbus ကနေမှာယူခဲ့ပါတယ်။ဒီပြင်ကမှအမေရိကန်နိုင်ငံစီကနေမှာယူနေတဲ့ Twin Gun ပစ္စည်းတွေအားလုံးကိုဖျက်သိမ်းခဲ့ပါတယ်။ဒီနေ့ကျွန်တော်ပြောခဲ့သလိုပဲ Trump ကကြောက်လန့်နေခဲ့တာကအခုမှမဟုတ်ပါဘူး။နောက်တစ်ဆကြခုနေ့တုန်းကလည်းဒီလိုတွေဖြစ်ပြီးတနည်းအကြာ One China Policy ကိုထောက်ခံပါတယ်ဆိုပြီးတော့ Trump ကကြေညာခဲ့ပါတယ်။နောက်တစ်ဆက်ကအေဘီလာမှာ Trump နဲ့ရှီကျင်းပြင်တို့က Florida ပြည်နယ်မာရာဂိုမှာတွေ့ဆုံခဲ့ပြီးတော့ဘူမမှုကိစ္စအတွက်ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာထရမ့်ကရှီဂျင်ပင်ကိုကမ္ဘာပေါ်မှာအကောင်းဆုံးသောချောကလက်ကိတ်ကိုချွေးခဲ့ပါတယ်လို့တောင်မှကြားပြောခဲ့ပါသေးတယ်။ဒါပေမဲ့ဒီကိမုံရဲ့ချွေးမြင်မှုကအထင်မကြားခဲ့ပါဘူး။ဒီနောက်အဆင့်နဲ့ပြတဲ့2018ကိုရောက်လာခဲ့ပါတယ်။ထရမ့်ကတရုတ်ပစ္စည်းတွေကိုပြင်မဲ့ထားခဲ့ပြီးတော့ကန်တချက်တွေတတ်မှတ်ခဲ့ပါတယ်။အမေရိကန်နဲ့တရုတ်ရဲ့ဟန်နီမွန်ကာလာကဒီလိုနဲ့ရပ်တန့်သွားခဲ့ပါတယ်။ထရမ့်ကတရုတ်တို့ဟာအမေရိကန်ပစ္စည်းတွေကိုကူးချပြီးတော့အမေရိကန်မှာပဲဈေးပေါပေါနဲ့ရောင်းချနေတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒါကလည်းမမားပါဘူး။ ဒါပေမဲ့တရုတ်ကလည်းအမေရိကန်ဟာကုန်သွယ်ရေးအနိုင်ကျင့်သူလို့ပြန်ပြောခဲ့ပါတယ်။ဒါကလည်းမှန်ပါတယ်။ဒီလိုနဲ့ကုန်သွယ်ရေးစစ်ပွဲကစတင်ခဲ့ပါတယ်။မေဆီလိုမှတ်မိမယ်ဆိုရင်2018ခုနှစ်မတိုင်ခင်က Huawei company တို့ mobile phone တွေကိုရုတ်တရက်ဝယ်လို့မရတော့တဲ့အခြေအနေရှိခဲ့ဘူးပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံတို့ဖုန်းတွေမှာအမေရိကန်ကိုထောက်လှမ်းစနစ်တွေပါနေတယ်လို့ပြောပြီးတော့မှအမေရိကန်က Google ကို Android စနစ်အသစ်တွေကိုမပေးတော့ဘူးတားမြစ်လိုက်တာကြောင့်ပါ။ဒါကြောင့်မဲ2019ခုနှစ်မှာဟောင်ကောင်မြို့မှာဆန္ဒပြပွဲတွေပေါက်ခဲ့ပြီးတော့ ထရမ့်ကဒီဆန္ဒပြသူတွေကိုထောက်ခံခဲ့ပါတယ်။ဒီပြင်ကမှတရုတ်ကိုငွေကြေးကစားသူအနေနဲ့လဲဆက်ဆွဲခဲ့ပါသေးတယ်။အစိုးပိုင်းကဝမ်ချိုင်းနာကိုထောက်ခံခဲ့တာတွေချက်ပြခဲ့တာတွေကဒီအချိန်မှာဘယ်ရောက်သွားသလဲဆိုတာတော့မသိတော့ပါဘူး။အစဉ်သုံးက2020ခုနှစ်မှာပါ။ဒီနေ့မှာတော့တရုတ်နိုင်ငံကိုတစ်ကမ္ဘာလုံးကပြတ်မဲ့ထားနေပါပြီ။ COVID-19 ရောဂါကြောင့်တစ်ကမ္ဘာလုံးက work from home စနစ်ကိုကျင့်သုံးခဲ့ရပြီးတော့ဒီရောဂါဘုကတရုတ်နိုင်ငံဝူဟန်မြို့ကနေပြီးတော့စတင်ပြန်ပွားလာခဲ့တာဖြစ်ပါတယ်။ ါကိုထရမ့်ကတီယိုဘူးတီယိုဘူးဆိုပြီးတော့ခဏခဏထုတ်ပြောခဲ့ပါတယ် Are you keep using this? Because it comes from China. It's not racist at all. No, not at all. It comes from China. ဒါကိုတီယိုနိုင်ငံခြားရေးကအမေရိကန်တွေကဒီယောဂဘုံကိုတည်ဆောင်လာပြီးတော့ဒီနိုင်ငံထဲမှာပြန့်နှံ့စေခဲ့ပါတယ်လို့ပြန်ဆွဆွဲခဲ့ပါတယ်2020ခုနှစ်ဇူလိုင်လမှာဝါရှင်တန်ကတီယိုတူရဲ့ဟူစတန်တာဝန်ကိုတရှူလောက်ပါတယ်အမေရိကန်ရဲ့လေဝဲချက်တွေကိုတီယိုကပြန်ပို့ပါတယ်ဆိုပြီးဆွဆွဲခဲ့ပါသေးတယ် ဒါပြေဒီတန်တပ်ကိုဖမ်းဆီးထားလိုက်ပါသေးတယ်။ဒါလည်းအရာရှိတွေကဆိုရင်ဒီဥနိုင်ငံကိုအမေရိကန်နိုင်ငံရဲ့အကြီးအမားဆုံးသောအန်ဒီယယ်လူတော်မှခေါ်ဆိုခဲ့ကြပါတယ်။ဒီအချိန်မှာတော့စီးရီးတပ်ဖွဲ့အသစ်တကူကစတင်တော့မှဖြစ်တယ်လို့ထရမ့်ကရွေးကောက်ပွဲမှာရှုံးနေခဲ့ပါတယ်။ဒါပေမဲ့ထရမ့်ရဲ့ကြာရှုံးမှုကနေပြီးတော့ဘယ်သူကအကျိုးမြတ်အများဆုံးရနိုင်မလဲဆိုရင်ဒီဥနိုင်ငံပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထရမ့်ကကိုဗစ်ရောဂါကတရုတ်ရဲ့ဇီဝလက်နက်ဟုတ်မဟုတ်ဆိုတော့ WHO ကိုအသေးချာစစ်ဆေးခြင်းပါတယ်။ ဒါပေမဲ့ဒီချိန်တွင်းမှာဘိုင်ဒန်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကဝင်ရောက်လာခဲ့ပြီးတော့သူတို့ရဲ့စစ်ဆေးမှုမှာအဓိကအကြောင်းရင်းတွေကိုမတွေ့ခဲ့ရပါဘူး။ဒီနေရာမှာတခုသိထားမှာကထရမ့်ကတကယ်ကိုပဲရွေးကောက်ပွဲမှာရှုံးနေခဲ့တာလား။ဒါမှမဟုတ်တရုတ်ရဲ့ဗျောကားကြောင့်လားဆိုတာပါပဲ။တရုတ်နိုင်ငံကအမေရိကန်နိုင်ငံရွေးကောက်ပွဲတွေမှာဝင်ရောက်ပြီးတော့နှောက်ယှက်လို့ရတာလား။မေးစရာဘယ်လိုထင်ပါသလဲ။အဆင့်၄ကတော့ဒီနေ့အချိန်ကာလပဲဖြစ်ပါတယ်။စူပါဆွမ်းနိုင်ငံနှစ်ခုကဒီနေ့အချိန်မှာတော့မျက်နှာချင်းဆိုင်ဖြစ်နေကြပါပြီ။ဒါပေမဲ့သူတို့ကရှေ့တိုးမရနောက်ဆုံးမရဖြစ်နေတဲ့အခြေအနေမှာပါ။ နိုင်ငံစလုံးကဒီလိုအခက်အခဲတွေကိုဖြေရှုံးမှာအဆင်ပြေပါလိမ့်မယ်။ဒီလိုမှသာထရမ့်ကလည်းတိတ်ခါကြစရာအကြောင်းမရှိတော့သလိုဒီကလည်းကြီးမားတဲ့စီးပွားဆုံးရှုံးမှုတွေနဲ့မကြုံရမှာဖြစ်ပါတယ်။စီးဝေးပွဲတစ်ခုတည်းနဲ့ပြဿနာအခက်အခဲတွေအများကြီးဘူးလေဆွေးနွေးဖို့ကအဆင်မပြေပါဘူး။ဒါကအချင်းကြပါလိမ့်မယ်။ဒါပေမဲ့လည်းဒီပြဿနာအခက်အခဲတွေကစကားပြောနဲ့အဆင်ပြေနေမှာမလား။ဒါမှမဟုတ်စီးရေးတပ်ဖွဲ့ကမဖြစ်မနေပေါ်လာမှာ။အင်အားပြမှုတွေနဲ့ဂုံပေါ်မှုတွေပေါ်လာမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အနေအထားမှာပဲဖြစ်ပါတယ်။အခန်းလေးကဘာကြီးပေါ်ဖြစ်လာမယ့်အကျိုးတရားမှုတွေ ထရမ့်နဲ့ရှီချင်းမြေတွေ့ဆုံမှုကနောက်ပိုင်းမှာဘာတွေဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်တို့ကိုကြိုတင်ခံမှန်းလို့ရစီနေပါတယ်။ဂျန်တဲ့ကဘာကြီးအတွက်ဒီကိစ္စကကြိုပြီးတော့မှသတိပေးရလဲဖြစ်နိုင်တယ်လို့အခွင့်အရေးတခုလည်းဖြစ်လာနိုင်ပါတယ်။အမေရိကန်နဲ့တရုတ်နိုင်ငံတို့ရဲ့နှစ်နိုင်ငံပေါင်း GDP ကဒီကဘာလုံးရဲ့၄၀ရာခိုင်နှုန်းရှိပါတယ်။ဒါကြောင့်မလို့ဒီနိုင်ငံနဲ့နိုင်ငံသားအထက်ခဲ့ကြမယ်ဆိုရင်ကဘာကြီးရဲ့ supply chain ကပျက်စီးသွားပါလိမ့်မယ်။ကွန်တိုင်းလမ်းကြောင်းတွေပိတ်ဆို့သွားမှဖြစ်ပြီးတော့ခုံစင်းတို့နေမြင့်တက်လာပါလိမ့်မယ်။ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင်ဖိနိုင်ငံမစူးဒုက္ခအတိရောက်ကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာတစ်ကမ္ဘာလုံးက hardware ပစ္စည်းတွေအထက်တရုတ်ကိုမိခိုးနေရတယ်လို့ software တွေအထက်အမေရိကန်ကိုမိခိုးနေရပါတယ်။ဒါကြောင့်မလို့သူတို့နိုင်ငံရဲ့တိုက်ပွဲပြီးသွားရင်တော့ဘာတွေဆက်ဖြစ်လာမယ်ဆိုတာအပေါ်ကအများကြီးမူတည်နေပါသေးတယ်။ဒါကိုပြောရမယ်ဆိုတော့ဖြစ်နိုင်ခြေ၃ခုရှိပါတယ်။ဖြစ်နိုင်ခြေ၁ကတော့ဓာတ်ပုံရိုက်ဖို့တတ်တတ်ပါပဲ။ပြောချင်တာကခေါင်းဆောင်တစ်ယောက်စလုံးကကင်မရာတွေရှိမှပဲအဆင်ပြေတယ်လို့ပြောလို့ဆိုလို့ကောင်းတယ်လို့ဟန်ဆောင်ပြနေကြပြီးတော့ တကယ်တမ်းလက်ပြမှာကဘာမှအကောင့်တည်းဖြစ်မလာတာမျိုးသတင်းမီဒီယာတွေအတွက်ဟန်ဆောင်ပြယုံကိုပြောချင်တာပါဒီလိုချင်းနေမျိုးမှာဆိုရင်ထရမ့်ကအမေရိကန်ကိုပြန်ရောက်တာနဲ့သူကနေပညာနယ်ပယ်ကလူရီဥပမာ Apple ရဲ့ CEO Elon Musk အားလုံးကိုခေါ်ယူပြီးတော့မှဒီကနေပြန်ထွက်လာဖို့ကိုပြောပါလိမ့်မယ်တပိပိနဲ့ supply chain ကိုပြောင်းလဲဖို့ကြိုးစားပါလိမ့်မယ်အမေရိကန်နိုင်ငံကတရုတ်နိုင်ငံထဲမှာစိုက်ယုံမထားတော့ဘဲနဲ့တခြားသောနိုင်ငံတွေမှာအခြေစိုက်လာနိုင်ပါတယ်ဒါအာရှကဘုံမျိုးစင်နိုင်ငံတွေအတွက်တကယ်ကိုအခွင့်အရေးတစ်ခုပါ ။ဒါပေမဲ့ VN နိုင်ငံလူမျိုးကိုတို့ဆွမ်းအရန်ကောင်းတဲ့နိုင်ငံလူမျိုးတွေနဲ့တော့ကျွန်တော်တို့ကရှင်ပြန်ရပါလိမ့်မယ်။ချင်းနေစီနှစ်အားနေတဲ့ငင်းငင်းကြီးပါ။နှစ်ဘက်စလုံးကရန်လုံမှုတွေကိုရပ်ထားပါလိမ့်မယ်။ဒီကလည်းဗေဘီဆဲတွေကိုပြန်လဲဝယ်ယူပြီးတော့အမေရိကန်ကိုလည်းမြေရှားသတ္တုတွေကိုပို့ဆောင်ပေးပါလိမ့်မယ်။စီးပွားပြက်ကဖြစ်လာနိုင်မဲ့အန္တရာယ်ကိုကာကွယ်နိုင်အောင်သာမကဈေးကွက်ကလည်းချောင်းလေးလာပါလိမ့်မယ်။ကမ္ဘာကြီးကလည်း chain plus 1ဆိုတာကဆက်ပြီးတော့ချန်ပြန်နေပါလိမ့်မယ်။ဆလူရာကတရုတ်ကိုဈေးကွက်ထဲကနေဆွဲထုတ်ဖို့ကြိုးစားနေစရာမလိုတော့ပါဘူး။ ဒီအချိန်ဒီမှာတခုသတိထားရမှာကထရမ့်ကိုပါပဲထရမ့်ဆိုတာကကွန်တိုအိမှာအနိုင်ကျင့်သူတယောက်ဖြစ်ပါတယ်သူရင်ဆိုင်ရတာကတယောက်ဖြစ်နေတဲ့အတွက်ဆိုရတဲ့အခြေအနေတွေကမသိတာပဲဒီလိုအနိုင်ကျင့်မှုမျိုးကိုတခြားနိုင်ငံတွေဆိုရင်ခံနိုင်ရှိမှာမဟုတ်ပါဘူးဥပမာယူကရိန်းအရေးကိုပဲကြည့်လိုက်ပါဒီလိုအခြေအနေမျိုးတွေဟာထရမ့်ရဲ့လက်ထက်တစ်လျှောက်တနင်္ဂနွေမဟုတ်တနင်္ဂနွေမှာကြုံတွေ့လာနိုင်ပါတယ်ဖြစ်နေကြီးတော့လုံးဝပြူကျသွားခြင်းထရမ့်နဲ့ရှီကျင်းပြည်တွေ့ဆုံမှုကလုံးဝကိုအကွဲပြစ်ဖြစ်သွားတာပါ ်ထရမ့်ကသူပြောတဲ့အတိုင်းဒီဟုတ်ကိုအခွန်200ရာခိုင်နှုန်းသတ်မှတ်ပြီးတော့အမေရိကန်နိုင်ငံမှာငွေကြေးဖောင်းပွားမှုတွေနဲ့စားသုံးသူယိုနေမှုတွေဖြစ်လာနေပါတယ်။တပတ်မှာတရုတ်က BRICS ကိုခိုင်းပောင်းဆောင်ရွက်ပြီးတော့အပွဲအကောင်းဆောင်ဖြစ်လာနိုင်ပါတယ်။ရွှေငွေကကမ္ဘာသုံးငွေကြေးဖြစ်လာနိုင်ပြီးတော့ဒီအချိန်ဒီကူကမ္ဘာဆက်လောက်ကြီးအထိမပြောနိုင်ပေမဲ့စည်ရေးတပ်ဖွဲ့အသစ်တစ်ခုအနေနဲ့ကတော့ပေါ်လာနိုင်ပါတယ်။ကျန်တဲ့ကမ္ဘာလုံးကျွန်တော်တို့ကလည်းအမေရိကန်ဘက်မှနေမလားဒီဘက်မှနေမလားဆိုတာကိုအဲ့ဒီကြံရွေးချယ်ရပါလိမ့်မယ်။ တကယ်ကရွေးချယ်ရမှာတော့မဟုတ်ကြားနေရမှာပါလက်ရှိကျွန်တော်တို့နိုင်ငံမှာကအထောက်အကူဘာမှမရှိသေးပါဘူးတကယ်လို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင်တော့ကျွန်တော်တို့ကထုတ်လုပ်ပေးရတဲ့အစင်မုတ်တွေပဲနဲ့တက်ဆင်ပေးရမယ့်အစင်ပဲရှိပါသေးတယ်ဒါကဆိုးရွားနေရတော့မဟုတ်ပါဘူးဘလို့သမားကကဇန်နဲ့တကဘာလုံးနဲ့ရှင်လိုက်ရင်ကျွန်တော်တို့လိုနိုင်ငံငယ်လေးတွေမှာတက်တာတဲ့အတွက်လုပ်ငန်းတွေဝင်လာမှာကကျင်းတည်ပါပဲဒါကြောင့်တို့တို့ဝင်လာခြင်းမဲ့အခြေအနေမျိုးဖြစ်နေအောင်လို့ကျွန်တော်တို့ကပြင်ဆင်ထားရပါမယ်ဒုတိယတစ်ခုကတော့မြေရှားတက်တို့အကြောင်းပါကျွန်တော်တို့နိုင်ငံမှာလည်းမြေရှားတက်တို့ကျော်ရှိပါတယ် ဒါကိုနည်းစနစ်တကျအသုံးပြုနိုင်အောင်လို့ပြင်ဆင်ထားရပါမယ်။ဒါမှသာနောက်ပိုင်းတရုတ်နိုင်ငံနဲ့ဆက်ဆံရတဲ့အခါမျိုးမှာဒီနေ့အမေရိကန်ကိုချိန်ချောက်သလိုမျိုးမခံရမှာပါ။ကမ္ဘာကြီးကတရုတ်ကိုသွားပြီးတော့မရှုပ်ရဲတာကတရုတ်ကလက်ရှိမှာကမ္ဘာကြီးကိုတွန်းလို့သွားစေနိုင်မယ့်အကျိုးကိုခြင်ထားနိုင်တာကြောင့်မဖြစ်သလိုအမေရိကန်ကိုမရှုပ်ရဲတာကလည်းအမေရိကန်ကငွေကြေးပိုင်းအရာကိုစည်ရေးပိုင်းအရာပါဆွမ်းအားကြီးနိုင်ငံဖြစ်တာကြောင့်ဖြစ်ပါတယ်။ဒီလိုမျိုးကမ္ဘာဆွမ်းအားကြီးနိုင်ငံတွေရဲ့အင်အားမျှကြီးဘူးနားလည်ထားရပါမယ်။လက်ရှိတရုတ်နဲ့အမေရိကန်တို့ရဲ့ပြိုင်ဆိုင်မှုကဂုံသွေးစစ်ပွဲတစ်ခုပဲမဟုတ် စွာချင်းလည်းပြန်ဆိုင်နေကြတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာတကယ်လို့ဒီနေ့ဗီဒီယိုကအကျိုးရှိမယ်ဆိုရင်မိတ်ဆွေတောင်လည်းမျှဝေပေးပါမိတ်ဆွေတို့မှတ်သားခဲ့ရတဲ့အကြောင်းအရာတွေအတွေ့အကြုံကိုလည်းမျှဝေပေးခဲ့ပါကျွန်တော်တို့ channel က comment line ကိုဖတ်ကြည့်ပါတယ်ခင်ဗျာတကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ The Well Power မြန်မာ channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေကျွန်တော်တို့ရဲ့ Facebook page ကို like and follow လုပ်ထားပြီးတော့ကျွန်တော်တို့ရဲ့ community မှာတစ်စိတ်တစ်ပိုင်းနေပါဝင်လို့ရပြီဆိုတာကိုသတင်းပါပါခင်ဗျအစုံနဲ့ကြည့်ရပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်